59စာလုံးကိုဘာကြောင့်ပြထမ်းရသလဲဆိုတဲ့ခေါင်းစဉ်လေးကိုဒီစာအုပ်ထဲမှာနော်ရေးထားတာကိုအဲကျွန်တော်အရင်ဖတ်ပြမယ်နော်အရင်ဖတ်ပြမယ်ဖတ်ပြရင်းနဲ့ဆွေးနွေးသွားမယ်ပေါ့နော်59စာလုံးကို62တန်းကျော်ရတယ်ဟော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 59စာလုံးကိုဘာကြောင့်ပြထမ်းရသလဲထိုမေးခွန်းကိုရေးဆွဲပြထမ်းစဉ်ကအမျိုးသားညီလာခံတက်ရောက်ပြီးကိုယ်တိုင် ပါဝင်ခဲ့သူစကြည့်မယ်နော် အမျိုးသားမဟာမိတ်နိုင်ငံရေးအင်အားစုပါတီဥက္ကဋ္ဌဦးသိန်းကြည်ကပထမဆုံးဖြေပါသည်တဲ့ခေတ္တချနားထောင်မယ်နော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဟောင်းလဲဖြစ်သူဟော NLD ပါတီဝင်ဟောင်းဖြစ်သူဦးသိန်းကြည်ကအချက်နှစ်ချက်ဖြင့်ဖြေဆိုပါသည်တဲ့စေဝင်စားဖို့ကောင်းလာပြီနော်စေဝင်စားဖို့ကောင်းလာပြီကျွန်တော်လည်းအဲ့ဒါလေးကိုတိတ်စလုပ်ထားမယ်နော်ပထမအချက်အနေဖြင့် ကိုလွတ်လပ်ခွင့်အရာကိုသဘောနဲ့ကိုလက်ဟမ်ကိုသဘောနဲ့ကိုလက်ထက်ထိမ်းများဒီကိုပိတ်ပင်ခြင်းမျိုးမဟုတ်ဘဲအမျိုးဘာသာသာသနာအတွက်ထိမ့်သိမ့်ပြီးသားဖြစ်ဖို့စီမံထားသည့်သဘောဟုဆိုသည်တဲ့မိမိဇာနာအရလွတ်လပ်စွာလက်ထက်ခွင့်ကိုပြုထားသလိုတစ်ဖက်တွင်လည်းနိုင်ငံတော်အကြီးအကဲလုံးမိအခွင့်အရေးကိုလက်လွတ်ရမည်အတိတ်ပဲဟုဦးသိန်းကြီးကဆိုသည်ဟာ ဒါကမြို့သားညီလာခံတက်ခဲ့တဲ့သူနော် NLD ရဲ့ပါတီဝင်ဟောင်းလေးဖြစ်တယ်နော်ဒါဦးသိန်းကြီးပြောတာနော်ကျွန်တော်တို့လှုပ်ကြံပြောတာမဟုတ်ဘူးနော်လှုပ်ကြံပြောတာမဟုတ်နော်ဦးသိန်းကြီးကိုယ်တိုင်ပြောတာနော်ဒါကိုသတိပြုမိဖို့ပါတဲ့အနာဂတ်လူငယ်တွေအနေနဲ့အိမ်တော်ဘက်ရွေးချယ်ရမှာနိုင်ငံခြားသားကိုစဉ်းစားမိမှ ဆိုးလို့ပါဒါဒီတဲ့တိုင်းပြည်လုံခြုံရေးအတွက်လည်းအဓိကအရေးပါသည်ဟု ဦးသိန်းကြီးကရှင်းပြသည်ဟာပထမတစ်ချက်ဗျာပထမတစ်ချက်ဒါအရင်ကောင်းတာပဲဒါညီလာခံမှာတက်ခဲ့တဲ့သူတွေနော်အဲ့တော့ဦးသိန်းကြီးနော်အမျိုးသားညီလာခံတက်ရောက်ခဲ့ပြီးကိုယ်တိုင်ပါဝင်ခဲ့သူအမျိုးသားမာမိတ်နိုင်ငံရေးအင်အားစုပါတီဥက္ကရာဦးသိန်းကြီးခင်ဗျားတို့တွေ့လားကျွန်တော်ပြောတယ်အမျိုးသားညီလာခံရက်သားတွေတက်တာအစိုးဘွဲ့ရှိခုသူတို့ပဲဆွေးနွေးခဲ့ပြီးတော့သူတို့ကိုယ်တိုင်ပဲဆုံးဖက်ချက်ချခဲ့ကြတာသူတို့ရည်ရွယ်ချက်မှပုံမှန်တိုင်းမှာရည်ရွယ်ချက်ရှိတယ်ပြင်းပြင်းထန်ထန်ပြလို့မရဘူး ပြင်းချင်းရင်အဲ့ဒီရွယ်ချက်ကိုထိမိအောင်ဆွေးနေမှာပြင်လို့ရတာတွေ့လားဥသိန်းကြီးကိုယ်တိုင်ပြောပြီနော်ဟုတ်တယ်ဟုတ်တယ်လူတွေကတေချာမလိတာပဲသူများရောင်းတိုင်းလိုက်ရောက်နေကြတာစိတ်ညစ်တယ်ဗျဒါကြောင့်မို့ကာချုပ်ကပြောတာလေဖွဲ့စည်းပုံကပြင်သစ်ပြင်ကိုပြင်ရမှာပြင်သစ်ပြင်တိုက်တဲ့အချိန်ကြတယ်မပြင်လို့မရဘူးပြင်ကိုပြင်ရမှာပြင်တဲ့အခါကျရင်လည်းဥပဒေအရာဥပဒေနဲ့အညီပြင်ရမယ်အမ်ဒီလိုလာတာ ကာကြောက်ကလည်းမပြင်းဘူးပြောပြင်းမယ်လို့ပြောထားပြီကဒါဆိုရင်ကျွန်တော်တို့ဒီမှာကြည့်ရအောင်59စာလုံးနဲ့ပတ်သက်ပြီးနော် NLD ပါတီဝင်ဟောင်းဖြစ်သူညီလာခံတက်ခဲ့တဲ့ကိုစလဲဦးသိန်းညီပြောသွားတဲ့ပထမအပိုက်ပြီးသွားပြီအဲ့တော့ဒုတိယအချက်ကိုကျွန်တော်တို့ကြည့်ကြည့်ရအောင်ဒုတိယအချက်အနေဖြင့်တော့မြန်မာနိုင်ငံသည်သူတပားဤဂျုံဘွားကိုရောက်ခဲ့ဘူးသည်နိုင်ငံတကာဤနှိတ်ကူမှုများကိုခံခဲ့ရဘူးသည်လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရမြန်မာနိုင်ငံဤမြည်သည့်နေရာတွင်မှ သူများနိုင်ငံကတက်ချခွင့်မပေးခြင်းမြည်သည့်တိုင်းသားကိုများခွဲထွက်ခွင့်မပေးခြင်းလိုမျိုး နိုင်ငံတော်အကြီးအကဲကကင်တွယ်ရမိကိစ္စရပ်များတွင် နိုင်ငံတော်သမ္မတကိုယ်တိုင်ကသူတစ်ပါးနိုင်ငံသားအဖြစ်ခံယူထားသည်သူသူတစ်ပါးနိုင်ငံသားနှင့်သွေးနော်ဖူးသူသည်သူတစ်ပါးနိုင်ငံသားနှင့်အိမ်အောင်ပြုတ်ဘူးသူများဖြစ်ခဲ့လျင်သူသည်ဘယ်လိုကင်တွယ်နိုင်မလဲ ဒါဟာနိုင်ငံတော်လုံခြုံရေးကိစ္စပါဟုဦးသိန်းကြည်က59စာလုံးဖြစ်တည်လာရတဲ့အကြောင်းရင်းကိုရှင်းပြသေးတယ်။ဟာမိုက်တယ်ဗျ။သူပြောတာမှန်တာပဲဖြစ်တယ်ဖြစ်နိုင်ချေအများကြီးရှိတယ်။တကယ်လို့ကျွန်တော်တို့ကနိုင်ငံသားသွင်းတော့နိုင်ငံသားဩဇာခံကိုသာကျွန်တော်တို့ကတမရပြစ်ခွင့်ပေးလိုက်မယ်ဆိုရင်စစောကလို့ခွာတော်ခွင့်လို့ကိစ္စရက်နေတက်ချခွင့်လို့ကိစ္စရက်နေဥမာအမေရိကန်နိုင်ငံသားခံယူထားတဲ့သူကိုကျွန်တော်တို့ကတမရပြစ်ခွင့်ပေးလိုက်ရင်အမေရိကန်က တငယ်ချင်းပုံစံဖြစ်သွားပြီ။ तू ကအမေရိကန်တပ်မတော်နဲ့တငယ်ချင်းဖြစ်သွားပြီ။အမေရိကန်တပ်တွေကို तू ခေါ်ခေါ်လာမယ်လေ။ဒါဆိုကျွန်တော်နိုင်ငံရဲ့ဖွဲ့စည်းပုံနဲ့ညီချင်းမညီတော့မှာ။ဒါတွေကအစတိတိကျကျရေရှည်မျှော်ကိုးပြီးတော့59စာလုံးမှာတိတိကျကျဒါတွေရေးသွားတာဗျ။ကဲတကယ်ဆိုကျွန်တော်လေ့လာပါဗျ။အပြစ်ဒီပြောနေလို့မရ။အပြစ်ပြောလို့မရဘူး။ပြီးပို့ဆိုးတာကတပ်မတော်ကြီးကိုပဲဆိုးထိုးချတာ။ ဒါက NLD ပါတီဝင်ရောဦးသိန်းကြီးကိုယ်တိုင်ပြောတဲ့စကားပါနော်ကျွန်တော်လောက်ကြဖန်တီးပြောတာတခုမှမရှိပါဘူး